မကျွန်တော်ပြေကျွန်တော်ဖေးမခေါ်ပြန်နော်ဦးပြခင်ဘယ်တော့မခေါ်အဖေကြီးကကျွန်တော်ခေါ်တယ်အဲ့လိုခေါ်ကံတိုက်တဲ့ပုဂ္ဂိုလ်ကအဲ့တော့ဆရာတရားတန်ခါကျွန်တော်တို့မှဥဒေသာပြောဝိဇ္ဇာဝဲတွေအပ်ပြီးတဲ့အခါမှာကျွန်တော်အဖေဝိဇ္ဇာဝဲကျွန်တော်အပ်ပါမယ်ကဲအားလုံးလောက်စီရနေဆေးညောကျင်းစင်အဖေဦးမြတ်ကဲဖေဟာအဖေပညာကြောက်အာနရက်ထက်ပြန်ဘုံကြီးနဲ့ပြေခြင်းနဲ့မသေးခြင်းပညာတော့ပေးသွားတော့ဒါဘာကြီးဖေးဖေဟာစေနကအကြောင်းနဲ့ပါးကြောင်းနဲ့ကျွန်တော်တို့တွေအားကျွန်တော်တို့တွေဥက္ကောင်းဘိမ္မာတို့ပဲကျွန်ကြကြည့် ယခုရှိမှမရောက်ရှိကြတဲ့ဘဲခဲနေဒီမှာကြောက်လာကြတယ်ကျွန်တော်တပည့်မိမိကြောက်ပေါင်းတို့အဖေကျေးဇူးကိုကျွန်တော်တို့စမယ်ကိုစမယ်ကဘယ်တော့မှကုံကန်းပွဲမကြည့်ရကျွန်တော်ရဲ့ဒီလူချင်းကြီးအဖေကြီးဖြစ်တဲ့အတွက်အဖေကယနေ့ကျွန်တော်တို့တဏ္ဍဆင်း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 နဲ့ပူဇော်ရပိမေယာဣဌာနာတို့အဖေကတင်ညာဝဲဆက်ကလူတော်ပါလိတတိမျိုးတို့ပါမျိုးစားကြည့်တော့သူပဲဖြစ်ဖြစ်အဲ့ဒါနဲ့အဖေကိုယ်တိုင်ကိုကြောက်ရတော့မူကြီးအဖေမိမိတကျတော့ဘောင်းကအဖေကိုယ်နဲ့ကျွန်တော်ပုံရင်အပ်ပါတယ် အခုအိနာကောင်နဲ့စေနာလျောက်ဂိုင်းကိစ္စမှန်တဲ့လုတ်ကန်တဲ့အကမှာပြောမှသူမှအနေမထိုင်မှချင်းသစ္စာကြီးကြီးရပူဇော်ကျွန်တော်အားလုံးတာဝန်ယူပါတယ်သစ္စာမဲ့တဲ့တပည့်ကျွန်တော်အားလုံးတာဝန်ယူပါအဲဒီတော့အဖေကကျွန်တော်ဖတ်တယ်လက်ပြရတဲ့အကြောင်းကဒီနေ့အဖေကျေးဇူးကြောင့်ကျွန်တော်တို့ရောက်တဲ့နေရာဌာနတိုင်းမှာအိမ်ကားကထိုင်နေဆရာတို့ဖြစ်ပြီးအကြောအခါဖြစ်ရတဲ့ကိစ္စကအဖေကျေးဇူးတဲ့အတွက်ဘယ်တော့အခါမှအဖေကိုမေးကြလို့လည်းမရပါဘူးကြောက်ကြလို့လည်းမရပါဘူး အဲ့ဒါကြောင့်အဖေကိုအဖေရှိမှမရောက်ကြတဲ့တိုင်းခဲနေပြီကဘာချားနဲ့တပည့်တွေအတွက်တော့၎င်းအနီးနာမှာရှိတဲ့တပည့်တွေအတွက်တော့၎င်းမနီးမဝေးမှာရှိတဲ့တပည့်တွေအတွက်တော့၎င်း၎င်းတစ်ပည့်တွေဒီအဖေနဲ့အချုံတော်တုံတော်ခံနေခံနေရတဲ့တပည့်တွေများရှိပါကြတဲ့အဖေကိုလည်းကဲရဲမားကြတော့ပေါ်နေကြောင်းရောဂါသူဝင်လာသူခံစားနေတဲ့တပည့်တွေအတွက်အားလုံးပုံရပါတယ်ရောဂါသူဝင်လာသူခံစားနေတဲ့တပည့်တွေအပေါင်းကျမ်းမှာချမ်းသာအောင်အဖေကိုလည်းမားကြတော့ပေါ်ကြောင်းကျွန်တော်အဖေကကျွန်တော်အားကိုးပါတယ် အဖေတိုင်းအဓိကကျတဲ့အဖေကိုပုံရပါတယ်အဖေကိုယနေ့တစ်နှစ်မှပြင်ပခြင်းမဟုတ်ပါနေ့ကျင်နေ့တိုင်းညကျင်ရတဲ့နေ့ကျင်နေ့တိုင်းပြင်ပမြဲပြင်ပမြဲဖြစ်တဲ့အတွက်အနောတရားမှကျေးဇူးကြီးမှရတဲ့ဖခင်အားထားတယ်ကျွန်တော်ပြင်ပပြီးပြောရတယ်အဲ့ကျွန်တော်တို့တပည့်ဆရာတပည့်အပေါင်းအားအကိန်းများဒီဟောမှာဆိုမှာအနေပါထိုင်မှာကာယကံဝစီကမနောကံတော်တော်၎င်းလက်ထက်ကလက်အုံမူ၍အဖေအားရှိဖို့တောင်းပါပါဒီအဖြစ်ချင်းခေါ်တော်မူတာထပ်တယ်လည်းအဖေကိုတောင်းပါပါတယ်အဖြစ်ဆိုတာကျွန်တော်တို့က ဆရာတော်ကြီးနဲ့အရှိမပြောမှဆိုမှအနေမတိုင်းမှာကုကာယလက်ကာယအစရဲ့တုတ်တရာလောကကုကာယကြည့်တော့၎င်းအနေထရာကအမားကြီးမရှိရင်အဖေကိုယ်တော်ပြစ်ပါလားဖိတ်ဆရာတော်ကြီးနဲ့ဟာအဖေဆရာတော်ကြီးနဲ့အဖေဖြစ်လို့ကျွန်တော်ကကျွန်တော်အဖေကိုဘယ်တော့မှမပြောလို့ရဲရှိခင်လေးစားလဲနောင်လဲရှိခင်လေးစားလဲအယခုလဲရှိခင်လေးစားလဲအဖေစုခေခေခိုင်းတဲ့ကိစ္စကလွိဒိဗ္ဗေကိစ္စကျွန်တော်ဘယ်တော့မှမလုပ်ပါအဖေမတိတဲ့ကိစ္စမလုပ်ခဲ့ပါဒီကိစ္စကြီးတော်ရဲ့အတွက် သူတော်ကောင်းထံမရောက်ရောက်အောင်ပို့ခဲ့တဲ့ကျွန်တော်တို့ပဲမိမိတို့ကြောက်ပေါင်းအား